Facebook ကနေပြီးတော့ Python အမြန်ဆုံးခြားခြင်းနဲ့ဆိုလို့ရှိရင် content monetization ပွင့်အောင်ဒီတစ်ချက်ကို လိုက်လုပ်ပါအဲ့တော့ကျွန်တော်တို့လေ့လာကြည့်ပါမယ်အဲ့တော့ကျွန်တော်တို့ကိုယ့်ရဲ့ Facebook page ထဲကိုဝင်လိုက်ပါမယ်ဝင်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်က professional default ဆိုတာကိုကျွန်တော်တို့နှိပ်ပေးလိုက်ပါ professional default ကိုနှိပ်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့အပေါ်ဘက်ကိုနည်းနည်းလေးဆွဲတင်လိုက်ပါဆွဲတင်တဲ့အခါမှာကျွန်တော် content monetization ဆိုတာကိုတွေ့ပါလိမ့်မယ် ဲ့ဒီကောင်ကိုကျွန်တော်တို့က CO လေးကိုနှိမ့်လိုက်ပါ CO ကိုနှိမ့်မှလဲကျွန်တော်တို့က content monetization ကိုမြင်တွေ့ရမှာဖြစ်ပါတယ်ဒါပိတ်တိုင်းတော့မဟုတ်ဘူးတချို့ပိတ်တွေမှာကိုပြောတာဖြစ်ပါတယ်အဲ့တော့ဒီမှာကျွန်တော်တို့ညာဘက်မှာရှိတဲ့မြားကောင်းလေးကိုတစ်ချက်နှိမ့်ပေးပါ ပြီးလို့ရှိရင်ကျွန်တော်တို့ကဒီမှာ yes ဒီကောင်လေးကိုတစ်ချက်နှိပ်ပြလိုက်ပါနှိပ်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာစာလေးကိုအသင်ရေးထားတဲ့ဟာကို coffee ကူးလာပါတယ်အဲ့ဒီ coffee ကူးလာတဲ့စာလေးကိုကျွန်တော်တို့ကဒီထဲမှာထည့်ပြလိုက်ပါ the payout approach remains the same if you were doing well without the wheels ထည့်ပြလိုက်ပါထည့်ပြီးပြီးတော့ကျွန်တော်တို့က submit ဆိုတာကိုကျွန်တော်တို့ထပ်ပြီးတော့နှိပ်ပြလိုက်ပါဒါကကျွန်တော်တို့က contact monitoring ရေးချင်းကိုကအလား payout model ဝင်ပြီးတော့ကျွန်တော် creators earn based on the performance of their eligible content. That's not true. You're invited to take advantage of this early access invitation for money on more content. To get started, you can submit a new terms of service instead of paying. ဖြစ်ပါတယ်เนาะဖောင်ဖြည့်ပြီးတာဖြစ်ပါတယ်အဲ့တော့ဒီလိုမှာ submit ဆိုတာကိုနှိပ်ပြလိုက်ပါနှိပ်ပြီးသွားပြီဆိုလို့ရှိရင်တော့ तू อ่ะအခုလိုမျိုးလေးမြင်တွေ့ရမှာဖြစ်ပါတယ်အဲ့တော့ဟုတ်ပြီเนาะဒီလိုလောက်တိုင်းလဲကျွန်တော်သိရမှာတစ်ချက်ကဒီလိုလောက်တိုင်းကျွန်တော်ရဲ့ page က content monetization ဘွားကနေပေါ်လာမှာမဟုတ်ပါဘူး အဲ့တော့ content monetization strategy ရဖို့အတွက်ကိုကျွန်တော်တို့ကကိုကိုတိုင်းစူးစမ်းရမှာဖြစ်ပါတယ်เนาะအဲ့တော့လူတော်တော်များများကနားလည်မှုလွဲနေတာဒီလိုမျိုးလှုပ်လိုက်တယ်ဆိုလို့ချင်း content monetization ရအောင်ဖွဲ့ဆိုပြီးတော့ဘွားကနေပေါ်လာမယ်လို့ကျွန်တော်တို့ထင်ကြတယ် no ပါလုံးဝမဟုတ်ပါဘူးအခုလိုမျိုးလှုပ်လိုက်တယ်ဆိုလို့ချင်းဒါကတော့လှုပ်တာမကောင်းဘူးလားဆိုတော့ကောင်းတယ်ဒီချက်လှုပ်ပြီးတာကောင်းတယ်ဒို့ဗိမဲ့ကျွန်တို့ဒီက Facebook ရဲ့ policy လိုက်နာရမယ် Facebook ရဲ့စီမံစည်းကမ်းတွေကိုကျွန်တို့လိုက်နာရမယ်ကိုပိုင်ခွန်ထန့်တွေကိုကျွန်တို့ဒီကဖန်တီးပေးရမယ်ကိုပိုင်ခွန်ထန့်ဖြစ်မှလည်းကျွန်တို့ကဒါ Facebook ရဲ့စည်းကမ်းတွေကိုလိုက်နာရရောက်တယ်ပေါ့နော် အဲ့လိုမျိုးကိုပိုင်ခွန်တန့်တွေကိုမတင်ပဲနဲ့ဟာလာဗီဒီယိုဖြစ်ရင်ပြီးတော့သူများရဲ့ဗီဒီယိုတွေကို တင်မယ်ဟာလာ eligible country မှာလည်းမဟုတ်နေဘူးဆိုလို့ရှင်ကျွန်တော်တို့ကဟာလာဒီ content monetization tool ကရမှာမဟုတ်ပါဘူးအဲ့တော့ content monetization tool ကိုရခြင်းနဲ့ဆိုလို့ရှိရင်ကိုယ့်ရဲ့ page က eligible country ဖြစ်ရလားမဖြစ်ဘူးလားဆိုတာကိုကျွန်တော်စစ်ပေးရမယ်ပြီးလို့ရှိရင်ကိုယ်ပိုင် content တွေကိုတင်ပေးရမယ်အဲ့တော့ကိုကိုယ်တိုင်ကြိုးစားမယ်ကြိုးစားရမယ် ဟာဖြစ်ပါတယ်နော်အဲ့တော့တခြားလူဘယ်သူမှလှုပ်ပြီးလို့မရဘူးအခုလိုမျိုးကျွန်တော်တို့အဲ့ဒါဖောင်လေးဖြည့်လိုက်အောင်လည်းလည်းမရပါဘူးခင်ဗျာနော်ဖေးဖို့ကတကယ်ကြိုးစားတဲ့သူဟလာတရက်ကိုကျွန်တော်တို့တွေက post ကိုဟလာနှစ်ပုတ်မြင့်နှစ်ပုတ်သုံးပုတ်မြင့်သုံးပုတ်ပေါ့နော်ဒါမှမဟုတ်ဘူးဆိုလို့ရှိရင်လည်းတရက်ရှားပေါ့နော်အဲ့လိုမျိုးဇက်တိုက်ဇက်တိုက် run ပေးပြီးတော့သူ့ရဲ့ policy ကို လိုက်နာတဲ့သူဒါလည်းကျွန်တော်တို့တွေဒီ CN startup ကရမှာဖြစ်ပါတယ်နော်အဲ့တော့ဒါဗဟုသုတအနေနဲ့ကျွန်တော်တို့ ပြောပြတာဖြစ်တဲ့အတွက်အားလုံးပဲကျေနပ်ကြလိမ့်မယ်လို့ထင်ပါတယ်။ကျွန်တော်ရဲ့ဗီဒီယိုတွေကိုကြည့်ပေးကြတဲ့တယောက်ချင်းစီတိုင်းကျေးဇူးတင်ပါတယ်။နောက်ထပ်ဗီဒီယိုတွေမှာလည်းဘလို့အကြောင်းအရာတွေကိုသိချင်လဲဆိုတာ comment လေးအောက်မှာရေးခဲ့ပေးပါဦးခင်ဗျာ။အားလုံးပဲစိတ်ကြီးကြပါခြင်းကိုယ်ကြီးကြပါခြင်းနဲ့ပြည့်စုံကြပါစေခင်ဗျာ။